မြမနွေဦးတော်လှန်ရေးကာလမှာစစ်ကောင်စီကြအသက်သေဆုံးရသူတွေဥအိမ်ကျစီဆုံးရှုံးရသူတွေဘဝပြတ်သားသူတွေမိရေတွက်နိုင်လောက်အောင်ကိုအများပြားရှိခဲ့ပါတယ်။အဲ့ဒီထဲမှာချင်းပြေတောင်ပိုင်းမတူပြည်မြို့နယ်ကလားရွာကတော်နိုရမ်တိုမီသားစုနဲ့အပါဝင်ဖြစ်ပါတယ်။ကလားချင်းရွာဟာမတူပြည်မြို့ကနေ24မိုင်လောက်သာကွာဝေးပြီးမတူပြည်ဘလုတ်ဝကားလမ်းမပေါ်ကအိမ်ချိန်90ဝန်းကျင်သာရှိတဲ့ရွာလေးတစ်ရွာဖြစ်ပါတယ်။ 2023ခုနှစ်မလ31ရက်နေ့နဲ့အပြင်းလာတရနေ့မှာတော့မတူပြင်းမြို့အခြေဆိုင်စစ်ကောင်စီတပ်ဖွဲ့ကစစ်ကြောင်းထိုးလာပြီးကလာကျေးရွာနဲ့ဝလန်တဲကျေးရွာတွေကိုမီးရှို့ဖျက်ဆီးခဲ့ပါတယ်။စစ်ကောင်စီရဲ့မီးရှို့မှုကြောင့်ကလာကျေးရွာကလူနေအိမ်ခြေ31အိမ်မီးလောင်ပြာကျသွားပြီးအဲ့ဒီထဲကဒေါ်နိုရမ်တို့ရဲ့အနစ်နဲ့အလားလားရုံးကန်စူးစမ်းခဲ့ကြရတယ်။နှစ်ထပ်အိမ်လေးလည်းမီးလောင်ပြက်စီးတဲ့ထဲပါသွားခဲ့ရပါတယ်။အင်းအနာမတင်ခင်မှာတော့ဘာလဲအိမ်ဟာပြင်း ီနက်ဆောက်တယ်ဒီနက်ဆောက်ပြီးတော့ဆိုင်ဒီတီလီဟာခွန်တယ်ဒီစားရီဘောနော်တက်စီရီဘောနော်ဒီမှာနေနေဒီမှာဘလဲဒီမှာအင်းဟာဆောက်တယ်တိုက်အင်းနဲ့ထပ်နဲ့ဆောက်တယ်ဆောက်ပြီးမှာเออป่วยหลุดได้หาเนาะอกงลงพี่ตาบิอกงลงพี่ตาบิเอ่อปีได้เฉยมาแล้วสายหาก็พ่นได้ คนเดินทัดขันเนี่ยตรงน้องพี่ดาวีทัดขันเนี่ยเออมีผู้ค้าในตัดตัดสองสองสองเดียวปีมาอืมเอ่อบาเล่ไทยกล้วยอยู่มาเลยสิบดีชิโลนาเออเดี๋ยวฮะเอ่อไต่ปีมาสิบมาตุปีกันเนี่ยสิบจองดีลาปีมาที่เราก็เอ่อยานยานเนี่ยคุยได้ดิเอายานเนี่ยอปอยานมาอปอยานมางาโดนี่เลยปฐมา ြောင်းတဲ့နေရာမှာပြောင်းအနေလုပ်ပြီးမအောက်အောက်ရွာကေတောက်ကြနေမှာမိချုပ်တယ်မိချုပ်ပြီးမှဗလဲစနေနေ့မှာငါတို့ရွာထက်မှာချုပ်ချုပ်တယ်မချုပ်ခင်မှာမိမချုပ်ခင်မှာလဲဒီရက်သုံးရက်လူတဲ့အချိန်မှာလမ်းပြရောက်ပြီးစစ်ပြရလဲအဲ့အဲ့ဒီအချိန်မှာအေးအေးစစ်စစ်နဲ့ငါတို့တော့နေကြတာပေါ့နော်အဲ့အဲ့လိုမဖြစ်ခင်မှာလဲပြီးမှအဲစစ်ဘေးချောင်သွားတယ် အမရဲ့တမီအိမ်မှာဟိုဖက်တကမ်းမှာဟိုဖက်ကမ်းမှာပေါ့တမီဟိုဖက်မှာယောက်ျားရှိလို့လေဟိုဖက်မှာအပထမဦးဆုံးမှာသူ့အမေဟာတွားခိုင်းတယ်စပေးချမ်းတွားခိုင်းတယ်အေးမိချုပ်ခမင်းနေမှာဗလဲငါတို့လည်းပြေးသွားတာပေါ့နော်ပြေးသွားတာပေါ့ပြီးမှပြီးပြီးမှစနေနေ့မှာငါတို့ရောမိချုပ်ပြီး တိုနိုရမ်တို့မိသားစုအပါအဝင်ကလားချင်းရွာဒေသခံအလုံးဟာစစ်ကောင်စီစစ်ကြောင်းတွေရွာထဲမဝင်ခင်မှာဈေးရွာထဲကအကုန်စစ်ပေးတိမ်းရှောင်ကြတာကြောင့်အသက်ဘေးလွတ်မြောက်ခဲ့ကြပါတယ်။ဒါပေမဲ့တရွာလုံးနေပါမီးရှို့ခံရတဲ့အကြောင်းကိုအသက်80ကျော်အရွယ်ရောက်ခမဖြစ်သူကကြားသိတဲ့အခါမှာစိတ်ထိခိုက်ပြီးရွာမီးရှို့ခံရပြီး၃ရက်မြောက်နေမှာကွဲလွန်သွားခဲ့တယ်လို့ဆိုပါတယ်။အဲအဲ့လိုမီးချို့တဲ့အချိန်မှာဘာလဲဘယ်လိုပြောမလဲ။ အဲမိမချုပ်ခင်မှာလဲဘာလဲ wifi ခုံကြီးလဲအကုန်လုံးပါတာပြီးပေါ့အပိတ်ရမှာလားအဲအဲ့လိုဖြစ်သွားပြီးအဲ့ဒီမှာတော့ငိုတယ်မိချုပ်တဲ့ချိန်မှာတော့မငိုဘူးဘာဖြစ်လို့လဲဆိုရင်တော့အော်ဒါတားတော့လဲအဲဒိတ်ထွက်ပြီးမှလက်ပြပြီးမှတေဆုံးသွားပြီးမှအဲဘာလဲနိုင်ငံရေးရတဲ့ပေးဖို့ပြီးနော်သူဟာကိုနေပေးဖို့ပြီး အဲ့လိုလည်းဖြစ်သွားပြီဘာလဲလို့ဖြစ်မလဲဆိုရင်အတော့အာဖျားတခင်ခန်းချင်းလာပဲဖျားတခင်အလိုချိမှာအဲ့လိုလည်းထင်တယ်မဟုတ်တော့မဟုတ်ဘူးအဲ့လိုပဲထင်တော့ခံစားရင်လည်းမလာတော့ဘူးเนาะအဲ့လိုဖြစ်သွားလို့လေမိုးလည်းမိုးတော့ဒီတိုင်းမငုံတုံနဲ့မလဲရက်သွားอืม ကန်ဆိုးမသွားရမူးလိုက်လို့ရွာဆိုတဲ့စကပုံလိုပဲတော်နိုရမ်တို့မိသားစုဟာစစ်ကောင်စီကြောင့်နေအိမ်မီးလောင်ပျက်စီးခဲ့ရပြီးရက်ခမဖြစ်သူလည်းအဲ့ဒီစိတ်နဲ့ကွယ်လွန်ခဲ့ရသလိုအမျိုးသားဖြစ်သူအသက်56နှစ်အရွယ်ဦးလောင်မောင်ဟာလည်း2024ခုနှစ်ဇူလိုင်လ10ရက်နေ့မှာစစ်ရှောင်ရာကနေရွာကိုအခြေအနေကြည့်ဖို့သွားတဲ့အချိန်မှာမင်းညုံမိုင်းနေမိပြီးခြေနှစ်ဖက်စလုံးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ် အဲ့ဒီချိန်တုန်းကစီရေးကာလလည်းဖြစ်သလိုလမ်းမဆက်သွယ်ရေးခက်ခဲတဲ့အပြင်အနည်းနာမှဆေးဝါးကုသနိုင်မဲ့ဆေးဘေးခန့်တွေမရှိတာကြောင့်ထန်တလန်မြို့နယ်နှရိမ်မြို့ကိုဆေးဝါးကုသဖို့ထန်းစင်တွေနဲ့ထန်းမီးချီချင်းနဲ့ခုနှစ်ရက်သွားခဲ့ရတယ်လို့တော်နိုရင်ကပြောပါရီအဲရဟမှာဘေးချောင်းလေစပါဘန်ဒီချီလို့နော်ချောင်းတဲ့အောင်ရမှာသွားတယ်တောင်ရမှာပြန်သွားတယ်ပြန်ထက်တယ်ပေါ့စစ်ဘေးချောင်းတော့နော်မလုံးချုံလို့ ရဟမှာလေအပြင်မှာတောင်ရသူ့သူများတို့တောင်ရကတင်းတာအိတ်တယ်အဲ့ဒီမှာသူဟာဗလဲရဖက်ခဏတောင်းမယ်လို့စုံစမ်းအောင်မယ်လို့လေအစ်ချီတီလာမရှိတော့ဘူးလားလို့ကားပြီးကားတဲ့အချိန်မှာအိမ်ကြီးလာမှာလေစပါဗန်အတိတ်အတိတ်ဆောက်ထားတာတော့နော်ရဟောင်းကနေဒီမှာဒီလမ်းမှာချက်သွားလို့ နင်းနိုင်啊မိုင်းထိထားလို့ရအဲ့ဒါဆင်ကေနဲ့ဆင်ကေနဲ့နင်းတယ်စစ်ဒီကထောင်ထားလာလားမကြည့်ဘူးအေးရီဟာဟိုခက်ခက်တွားကြတယ်နော်တွားပြီးမှသူတို့အဖွင့်နဲ့တွားတယ်လေအိမ်မှာကြည့်အောင်မဲချီသေးလားမချီသေးလားဝန်တော့မှာဆိုလို့ဝန်တော့မလို့လေအိမ်မှာတွားမလို့တွားတော့မလို့လေအဲကြည့်ပြီးမယ်လို့ဆင်ကေနဲ့တွားတယ် ဆောင်ကင်းအဆင်ကရနောက်ဘိန်းနဲ့မိသွားလို့မောင်းသူဟာတော့တန်ညာမရဘူးသူကတော့တန်ညာရတယ်တစ်ဖက်စလုံးတန်ညာရအမိကြီးဆိုဆိုပြီးမှတည်စားကြလုံးတော့ရဟထီတော့သားတယ်အဲရွာတစ်မှာတော့မဝင်နိုင်ဘူးတဲ့အဲ့လိုပြောလို့ကလေးတွေကပါရီကတော့မသွားဘူးရွာအဲတောင်ရမှာပဲပြန်ခဲ့တာသူကတော့ဒီဖက်လန်းကနေတော့ဒါဘီမနေ့ကမှကျမသွားတယ် ကုတဲ့အချိန်မှာတရားမှာပါတော့အဲပြန်ပြေလို့နေပြီးမှဒီတိုင်းခဏရကြလမ်းလမ်းမှာမဟုတ်ဘူးအဲကြောင့်လည်းမလည်းပုတ်သွားတာဟုတ်ချောင်းနေပုတ်သွားပြီလေခဏရကြလမ်းပန်းဆက်တွေလေးမကောင်းလို့ကားလမ်းရှိလို့ ငရင်းမြုပ်ကိုရောက်သွားတဲ့အချိန်ဦးလောင်မောင်ရဲ့ဘဲဘက်ချက်တော့ဟာပုတ်ပွားသွားလို့ခြံလိုက်ရပြီးဦးလောင်မောင်ဟာလည်းမတန်ဆန်းဘဝကိုကြာရောက်ခဲ့ရပါတယ်။ငရင်းစည်းုံမှာ၁၄ရက်ကြာဆေးကုသမှုခံယူပြီးတဲ့နောက်တော်လှန်ရေးတပ်တွေရဲ့အကြံပေးမှုနဲ့ချင်းမျိုးသားတပ်ဦး CNF ဗဟိုဌာနချုပ်ကစည်းုံမှာနှစ်လဝင်းကျင်ဆေးကုသမှုဆက်ပြီးခံယူခဲ့ကြတယ်လို့ဒေါ်နိုရမ်ကပြောပါတယ် အဲ့ဒီနောက်မှာတော့မီဇိုရမ်ပြည်နယ်အိုင်ဇောမြို့ကိုရောက်သွားပြီးဘောင်ရောင်းအဖွဲ့ရဲ့အကူငင်အပါဝင်နိုင်ငံသားရောက်ဆွေမျိုးအတိမိတ်ဆွေတွေရဲ့ပံ့ပိုးကူငင်မှုနဲ့အမျိုးသားဖြစ်သူအတွက်ခြေအတုကိုတက်ဆင်ခဲ့ကြပါတယ်။လက်ရှိမှာတော့အိုင်ဇောမြို့ကနေကီလိုမီတာ30ကျော်လောက်အဝေးတဲ့စီမွေးကြီးရွာကဆေရှောင်းစခန်းမှာနေထိုင်ပြီးခက်ခက်ခဲခဲနဲ့ဘဝကိုရုန်းကန်နေကြရပါတယ်။မကမောကန်အေကန်အေခေါ်ဒင်းခမောဟာဇောအဲရန်ဇောကတန်တီလား เป็นสองกันตอนแล้วได้สาติสนาค่ะอาุสอนละสมอาฮนิดาบลเออเสกินดากันติลายอาจะขันไลกันตีมูอินาโคุเต็มสังทากันตอนแลาวสิยงกันอมโยคันเออคิกาเลคิกาเลเอเพชาขาะตอนเตะรักสาขานกันหอยปอนี้กันอุเลนาวปอนี้ขันลำดังอมีขันอมเตน ลักเป็กงงอากีคาตัวหนักดึงสาท่านอันเป็กเอียมาคือเกดึงเกตัวหนักอาคารกันพันที่เบิ้งโมกันพันที่เบิ้งท่องสมาคาตาดิโมอัตุฮีกันเอกขอซีมาคาจ้องท่องสมากันปีนี้ค่ะอินสักหนักมันจ้องกันเป็กสังอินสักหนักจ้องเกตเกนฮาเดเกบูตินฮาคากันกันจอกหนักท่านอดีตสังอือ တခါတလေမှာစစ်ပေးရှောင်ကုန်ကြီးရဲ့အဖွဲ့ရေထံကနေစံစီစားရီအနည်းငယ်ထောက်ပံ့မှုတွေရှိတတ်ပြီးခြံထဲကထွက်တဲ့အသည့်ရက်တွေခိုးခတ်ကောင်းနေ့စဉ်စားဝတ်နေရတဲ့အတွက်ဖြည့်ရှင်းနေရတယ်လို့လဲဆိုပါရီအဲ့ဒီစီမွေစစ်ရှောင်စခန်းမှာသူတို့နေထိုင်တာဟာလေးလလောက်ရှိပြီးဖြစ်ပါရီအခုလက်ရှိမှာတော့သူတို့ဇာတိဖြစ်တဲ့မတူပီမြို့နယ်ဟာစစ်ကောင်စီကင်းစင်သွားပြီဖြစ်ပေမဲ့စစ်ကောင်စီရဲ့လေကြောင်းရံကြောင့်အများစုကတော့နေရက်မပြောင်းရဲကြသေးပါဘူး ဒေါ်နိုရမ်ကတော့အမျိုးသားဖြစ်သူရဲ့ခြေအတုတက်တဲ့အခြေအနေဟာကျန်းကျန်ဆရာဝန်တွေထံထပ်မံပြသဖို့မလိုတော့ဘူးဆိုရင်ရွာပြန်ပြီးမိလောင်သွားတဲ့အိမ်ကိုပြန်လဲပြုတ်ပြင်မွမ်းမံပြီးတော့အိမ်ဆိုင်လေးဖွင့်ကအသက်ဆက်ဖို့စီစဉ်ထားတယ်လို့ဆိုပါတယ်လေးနဲ့ကြော်ရှိလာပြီဖြစ်တဲ့မြမအနှွေဦးတော်လှန်ရေးကာလမှာစစ်ကောင်စီကြောင့်ဒေါ်နိုရမ်တို့မိသားစုလို လူမသိသူမသိနာကျင်ခံစားရတဲ့ဘဝတွေဟာအများအပြားရှိအောင်မဲ့ဆိုတာအသေးအချာပါပဲရှင်